မကဆရာမတယောက်ဖြစ်ပါလေ။ကျမငယ်စဉ်ဘဝကြီးဆရာမလုပ်ငန်းကိုဝါသနာပါခဲ့ရတဲ့ကြောင့်ညာကျမကျောင်းနေစဉ်မှာပြောရတဲ့ငယ်ချင်းရဲ့ကျောင်းစာထဲမှာသင်ခဲ့ရပါလေ။အဲ့ဒီခါမှာကျမအဲ့ရှင်ကဒီစိတ်ဓာတ်ကပြင်ဒီလုပ်ငန်းကိုလုပ်ချက်ပါလေ။ကိုင်းနဲ့အရွယ်စပြီးတော့ဒီနေ့အလုပ်ကိုစတဲ့မြောက်ဖြစ်။မြောက်ကဒီအကြောင်းကြီးကကျမရဲ့မိသားစုကဒီနေ့ ဆံမကြီးကြည့်ဖြစ်နေအဲ့တော့ဆိုကျွန်မသူစုတင်တန်းရောက်သွားတဲ့ခါမှာသူစုသွားတာလွှရှားတာလွတ်ကြိုင်တာမြင်တာနဲ့ကျွန်မလည်းအကြပြီးတော့ဝင်နေတာအသက်20မှာကျွန်မတို့ရခဲ့ပါတယ်ပြောချင်တာကလေငယ်ငယ်တည်းကအဒီ9တန်းလောက်နဲ့ကြည့်တယ်အဲ့ဒီမှာဖောင်တဲ့19ကြီးကြီးညီအင်ကြီးနဲ့စစ်မြေမြမှာတုံးအယုံစစ်သားတွေကြာဆုံးနေတဲ့အဲမှာ သူကကောင်းကြီးချုံလို့အဲ့မှာလိုက်ပြီးပူပါတဲ့ဟာကြီးအခုမျက်စိလေးမြင်အောင်နေပြီအဲ့လိုလေးဖြစ်ချင်တဲ့စိတ်နဲ့အခုအဒီဆံမဖြစ်လာတော့စိတ်ဝမ်းသာတာကျင်လဲကျင်ယူတယ်ဝမ်းလဲဝမ်းသာတယ်ပီတိလေးဖြစ်တယ်ဂုဏ်လေးရှိတယ်ဆံမတယောက်အနေနဲ့ကိုအုံယူလာအဲ့တော့ဒီလိုဆံမဖြစ်လာပြီးတော့ဒီ product 19ကြီးလို့မဖြစ်တော့မှအန်တီကလေသူ့ညီတူလေးကိုစူးစမ်းပြီးတော့လောက်ကင်မဲဆိုပြီးတော့ဒီဘဝလေးရောက်လာတာကိုပီတိဖြစ်တယ် မဒီလုပ်ငန်းလုပ်တာဟာ foreign nighting game ကြောင့်လေကြားခဲ့ရပါတယ်။ foreign nighting game ကြောင့်ကြားတဲ့အပြင်ကိုကျမကိုနိုင်ကလည်းကျမရဲ့မိဘမိခင်အသက်36နှစ်10ရောင်မြောက်မွေးတဲ့အခါမှာကျမသေယုံသွားပါတယ်။အဲ့ဒီဒီမှာကျမအပြောအဆိုငောက်ခံရပါတယ်။အဲ့ဒါကိုကျမစိတ်ထဲကအောင်းမိပြီးတော့ငါဟာဒီဆရာမဘုရားရောက်အောင်ငါဖြစ်အောင်ကြိုးစားမယ်ဆိုကျမစိတ်ကူးနဲ့အဲ့ဒီဒီထက်ကိုလုံးဝငြင်းခဲ့ပါတယ်။ကျမ အသက်23နှစ်မှာစလုံးလုံးဖြစ်ပါကျမတို့မျိုးရိုးကရောင်းဝယ်မျိုးရိုးပါဒါပေမဲ့ကျမကဒီလုံငန်းအင်မတန်စိတ်ဝင်စားလို့ကျမဒီသင်္ကန်းကိုအဖြစ်ဖြစ်ဖြစ်တဲ့အနေနဲ့တက်ခဲ့တယ်။နောက်သင်္ကန်းဆင်းတဲ့အခါမှာကျမ20အသက်20မှာသင်္ကန်းတက်ခဲ့တယ်။23နှစ်မှာသင်္ကန်းဆင်းပြီးတော့24နှစ်မှာအလုပ်ရခဲ့တယ်။အဲ့လိုလုပ်ရခဲ့တဲ့အခါကျကျမတို့ကလုပ်ငန်းပေါ်မှာခက်ခဲမျိုးမျိုးတွေနဲ့တွေ့ခဲ့ရတယ် ဲ့လိုရတဲ့ပုံမှာဆိုရင်ကျွန်မအလုပ်ထဲမှာဆိုရင်ကျွန်မနေနေအစုံမရောက်ခဲ့ရတော့ဟိုဘာသာစကားချင်းမတူတဲ့လူမျိုးနဲ့လည်းဆက်ဆံရတယ်အဲ့ချင်းဆက်ဆံသူတို့စကားကိုမသိကိုစကားသူမသိနေလည်းလုပ်ရတယ်အဲ့လိုလုပ်တဲ့ခါမှာဆိုရင်ကိုကဟိုစောတဲ့နိုင်တဲ့ကြီးရဲ့တော့အတူမမေ့အောင်မှကျွန်မသူတို့နီးသူပေါ့နော်အလုပ်ကိုလုပ် လုတ်ကြိုင်ခဲ့တယ်။အာသာဆရာမဖြစ်ခဲ့ရင်နော်ဒီလူနာလေးကဖြစ်ပြီးစီစီငါလုတ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဆရာမဖြစ်လာ။ဒီတစ်ခင်းတစ်ခုမှာကျမလူတယောက်ကိုနတ်မှန်ဘူးလားတွေ့ဘူးပါလေ။အဲ့ဒီချိန်မှာကျမဟာမကြောက်မရွံ့ကျမလူတယောက်နဲ့ဆေးရုံကိုပို့ပေးပါလေ။ဆေးရုံပို့ပြီးတော့ဆေးရုံပို့တဲ့အချိန်မှာကိုပဲကျမတို့ကြောက်ကြောက်ရွံ့စရာကောင်းအောင်ဖြစ်ပါလေ။ ါပေမဲ့ကျမအင်းပြန်ရခဲ့ပါတယ်ကျမပို့လိုက်တဲ့အတွက်ဒီလူနာသတ္တပေါ့